မင်းသမီးလောက်တာမကြိုက်တာကလွယ်လို့မပါမရန်ကောင်းနေရချတဲ့အဲ့ဘောတချို့တွေလည်းမလေးဒီရွယ်ကြီးကမှလိုက်ပြီးတော့တန်းတာမနေနဲ့ဘောမဟုတ်ကျမဒီရွယ်တန်းတာမဟုတ်ဘောလွန်ခဲ့တဲ့73နှစ်တကအာပရိသတ်မျက်ရည်ကြတာတော့ဒါဒုတိယပေါ့ကိုစီအောင်တော့မျက်ရည်ကြသေးတာပဲအဲမရှိပါဘူး။နောင်တာကတော့ဘာဖြစ်လို့ဆိုကိုလှုပ်ချင်တာကိုလှုပ်ခဲ့ရတာပေါ့နော်အမကတော့အဲကိုလှုပ်ချင်တာလှုပ်ရတဲ့အတွက်ဘယ်ရာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်ပြီးမှတော့နောင်တာမရဘူး။ လိုက်တာရွေးပါ chance ပေးတယ်လူကျင်တာအကုန်ပေးမယ်သူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာရွေးမလဲအမသူမျက်နှာကိုစိတ်စိတ်ကြည့်ပြီးပြောခဲ့တယ်ရုပ်ရှင်ကိုရွေးတယ်အဲကြပါပြီအဲ့ဒါနော်လူတွေကသူ့မှာအောင်မင်းလို့လိုက်ခံစားနေကြတာမခံစားပါနဲ့လို့ရမ်းကြနေပါပြီလို့မင်းသမီးလောက်တာမကြိုက်တာကလွယ်တော့ မဘာမှအရန်ကောင်းတဲ့ရပြတဲ့အဲမရှိပါဘူးနောင်တာကတော့ဘာဖြစ်လို့ဆိုကိုလှုပ်ချင်တာကိုလှုပ်ခဲ့ရတာပေါ့နော်အမကတော့အဲကိုလှုပ်ချင်တာလှုပ်ရတဲ့အတွက်ဘယ်ရာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်ပြီးမှတော့နောင်တာမရဘူးအဲ့ပေါ်တချို့တွေလည်းမလေးဒီရွေးချက်မှာလိုက်ပြီးတော့တန်းတာမနေနဲ့ဘောမဟုတ်ကျမဒီရွေးတန်းတာတာမဟုတ်ပါဘူးလွန်ခဲ့တဲ့73နှစ်တကဒီရွေးမှာတော့ဘသူမှမတန်းတာတော့ပါဘူးဟိုဘက်ကခြံကြီးဝင်းကြီးတွေတောင်ငါပြစ်ပြီးရွေးထားတာဘာတွန်းတော့နောက်မဆုံးနိုင်ဘူး ငါ့ကိုခြံထဲဝင်နေထားတယ်။ဟာငါမိဘကိုခြံထဲဝင်နေထားမယ်။အဲ့တော့ဆိုအမရဲ့ဒါစကားသုံးလုံးလေးတွေမိရဲ့တိမ်ဖို့လေ။တော်ဆောက်အလိုလေးမိလေးတိမ်လေးရအစားပိတ်သက်ကအဲ့ဒါကိုစိုက်ကြ။မသိပါဘူးအဲ့ဒီကတော့လေ။ကိုကြောင့်ကိုပြောပြနေတဲ့အချိန်မျိုးဆိုတော့လေအမကတိတိကျကျပေါ့နော်စကလုံးကိုရွေးပြီးတော့အာ နားလဲအောင်ပြောရတာပေါ့နော်အဲအကြောင်းစကားလုံးတိုင်းကလည်းတေချာဟိုပြပြပြင်းပြင်းကြားရတာပေါ့နော်ဒါပြီးတော့အထီးထီးမိမိရှိတယ်လို့ခံစားရတာအမှန်တော့တေချာစဉ်းစားပြီးပြောနေရတာအာပရိသတ်မျက်ရည်ကြတာတော့ဒါဒုတိယပေါ့ကိုစီအောင်တော့မျက်ရည်ကြသေးတာပဲမင်းနေတဲ့သူတော့မျက်ရည်ကြတော့ပြောနိုင်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့ပရိသတ်ကလည်းတစ်ခါတလေစိတ်ချင်းတူတဲ့သူပေါ့နော်ခံစားချက်ချင်းတူတဲ့သူတွေလည်းရှိကြပါတယ် ဲ့အတွက်သူတို့တွေလည်းအမနေရခံစားကြည့်ပြီးတော့စိတ်မကောင်းဘူးပေါ့နော်အဲတချို့တွေကြလည်းဒါကြီးကအပေါ်လုတ်ပြီးပြောနေတာပါပေါ့နော်ဆိုတော့ဒါကတော့ဟိုလူတယောက်ရဲ့အကြောင်းကိုကာယကံရှင်းရလို့ဘယ်သူမှကြုံမသိနိုင်တအိမ်ထဲအတူတူနေတဲ့မောင်နှမသားချင်းမိဘတော်မှပဲတခါတလေမသိနိုင်ဘူးလေအဲတချို့ဆိုမိဘရှင်းမှာမျိုးသိထားတဲ့ခံစားချက်တွေရှိတယ်မောင်နှမတွေမှာအဲ ိုယ့်ရဲ့ခံစားချက်တွေဖွင့်ပြလိုက်လို့စိတ်မကောင်းဖြစ်သွားမဲ့သူတွေအဲစိတ်ညစ်ရမဲ့သူတွေဝမ်းနည်းရမဲ့သူတွေရှိရင်ကိုယ့်ရဲ့ခံစားချက်တွေအကုန်လုံးမျိုးသိထားရတဲ့သူတွေရှိရပေါ့နော်ဆိုတော့ကိုယ့်ခံစားချက်ကိုကိုယ်ကလွဲလို့တော့ဘယ်သူမှကြိုးမသိနိုင်ဘူးဘယ်သူမှလည်းဝေဖန်တာအမှန်မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးကကိုယ်မှမဟုတ်တာနော်ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနဲ့ရပေါ့နော်နံပါတ်1 ီးတော့သူ့ကိုပြန်လုချင်ပါလေအဲ့ဒီတော့အမတို့ကစင်းရတာပေါ့နော်အာအမကအဲ့ဒီစကလုံးကိုပြန်လုချင်တယ်ဆိုရဲစကလုံးကိုသုံးခဲ့တာလေအမဘုရားမှာပြည့်စုံတဲ့အချိန်မှာအမတရားကိုသုံးခဲ့တာအမအတွက်တကယ်လိုအပ်နေတဲ့အရာကအဲ့ဒီအချိန်တော့မိပါလေမိဘနဲ့ဒီအလုပ်ပေါ့နော်မိဘကိုဒီအလုပ်နဲ့ရှာကျွေးနေရတဲ့အတွက်အမမှာတကယ်ကိုလိုအပ်တဲ့ဒီအလုပ်ကအလုပ်တစ်ခုပေါ့အမရဲ့ဒီအလုပ်တစ်ခုကအောင်မြင်ကစား အောင်မြင်တဲ့လမ်းကြောင်းပေါ်မှာအမဆတ်ရှောက်နေပြီဆိုတဲ့အချိန်မှာတော့မိဘအတွက်ကလွဲလို့အမဘသူအတွက်ကမှပို့ပြီးထည့်လဲမစင်စားပေးနိုင်ဘူးဘသူ့မှာလည်းမရွေးချယ်နိုင်ဘူးပေါ့နော်အာမိဘအတွက်ပဲဒီလူကိုရွေးချယ်လိုက်တာပါအဲ့ဒါရေရှိတော့ရတယ်ပို့ကအဲ့လိုမျိုးတုတ်ပြတ်သွားတယ်အဲ့ဒါအဲ့ဒါအတိတ်ကဒါမိဘတွေပြောတာပါအာ မမိဘတွေအတွက်ပဲမရန်စဉ်းစားတာတော့เนาะဒီအလုပ်လုပ်တဲ့ချိန်ရစာပြီးရတဲ့ဝင်ငွေတွေလည်းမိဘတွေပဲဟိုသူတို့ပဲစီမံခန့်ခွဲတယ်သူတို့ပဲအကုန်ပေးတာအဲဒါပေမဲ့အဲ့သူတို့တဲ့သူတို့အတွက်ဆိုရဲဟာကြီးမရှိလာတဲ့အချိန်ရတဲ့အခါမှာကိုတယောက်တည်းပေါ့เนาะဒီပတ်စံတုတ်ကြီးကြိုက်မိတော့တာမှာပဲဘာလို့ရင်ကောင်းမလဲဘူးအဲဒါပေမဲ့အခုတော့အခုတော့အရန်သုံးတက်သွားပြီအမားကလေဘယ်လိုပြောရမလဲမဖြစ်နိုင်ဘူးဆိုတဲ့အရာပေါ့ခေါင်းထဲမှာအများကြီးအကြိုက်မသိမ်းထားတတ်ဘူး အာမဖြစ်နိုင်ဘူးဆိုတဲ့အရာတခုချက်ချင်းထုတ်ပြလိုက်တာ။ဘာဖြစ်ဆိုဖြစ်နိုင်တဲ့အရာတွေမလုပ်အောင်ပဲလေ။အဲ့အတွက်မဖြစ်နိုင်တဲ့အရာကိုအကြာကြီးလည်းမစဉ်းစားနိုင်ဘူး။ခေါင်းနဲ့လည်းအများကြီးအကြာကြီးမထည့်ထားနိုင်ဘူး။အဲဒါပေမဲ့ရံပန်ရံခါတတိယတာတွေရှိတာပေါ့။လူပဲတော့။အဲ့တော့တတိယလက်ကျင်တဲ့အချိန်ကတတိယလိုက်တယ်။တတိယပြီးရင်လည်းချက်ချင်းမေးဖြစ်လိုက်တယ်ပြီးတာပဲ။အာဖေးနဲ့မေးလို့လည်းအလိုပဲ။ဖေးနဲ့မေးလို့လည်းတတိယရတယ်။ ဒါမှမဟုတ်လေတတိယနေလို့ဘာမှမဖြစ်လာဘူးเนาะဟောသူတို့တတိယလေးပို့လွမ်းလေးအမပို့ပြီးတော့နာကျင်ရလေးခံစားရလေးအမကြမ်းမရေးပို့ချွတ်တဲ့လာဆိုတော့အမတတိယရင်ဘာလဲတွေးလဲငါသူ့အတွက်အဖြစ်ဘယ်လိုများများလုပ်ပေးအောင်လဲအဲ့ဒါပြန်တွေးလိုက်ရင်အမတော်တင်းနဲ့ကိုစိတ်ချမ်းသာတော့လေပါသူတို့ခုနကပြောရသူတို့သူတို့မရှိတော့တဲ့အခါမှာဆက်လို့အကင်ပြီးဘလိုရောင်လမ်းပြောက်ခဲ့တဲ့အချိန်တွေကဘယ်လောက်ကြာရဲ့လဲပါဟုတ်ကြာတယ်အမ တစ်နှစ်ကျော်ကျော်လောက်တော့ကြာတယ်။ဒါပေမဲ့နောက်ပိုင်းကျတော့အမစဉ်းစားတာပေါ့နော်။ငါဒီလိုမျိုးကြီးဖြစ်နေရင်အမအလုပ်လည်းမလုပ်နိုင်ဘူး။စိတ်ကလည်းမပြုံးပေါ့နော်။အဲ့တော့ငါဘာလုပ်ရမလဲ။ငါဒီတိုင်းကြီးသွားနေရင်ငါလုံးဝပါလိမ့်မယ်။ဟိုစိတ်လည်းမပြောတော့ဆရာဝင်နေပါရင်လည်းပြရတယ်။အမချမ်းမရလည်းမကောင်းဘူး။အဲ့တော့အမအစာရင်ရှိတော့စိတ်ကနေမကောင်းလေအစာရင်က guest တွေကပိုထွက်လေအဲ့ရတဲ့ကမထနိုင်လေအဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာငါစိတ်ကိုပြန်ပြင်ရမယ် အဲလူလူတိုင်းကတော့ဒီတန်းကိုသွားကြရမှာပဲကို့အဖေနဲ့အမေမမဟုတ်ဘူးလေနော်ကိုလည်းသွားရမှာပဲအဲ့တော့သူတို့အရင်သွားတယ်သူတို့အရင်သွားတဲ့အချိန်မှာငါအကောင်းဆုံးပြောင်းလုတ်ပေးနိုင်တယ်အဲ့အတွက်ဒီချက်ကောင်းငါဘာလုတ်ပေးနိုင်မလဲပြန်စဉ်းစားတယ်သူတို့မလူခဲ့ရတဲ့အလှူတွေပေါ့နော်အဲ့အဲ့ဓာတွေကိုငါလှူပေးမယ်ငါမှတာဝန်တွေရှိတယ်ငါတပီးအကြီးတယောက်အနေနဲ့ပေါ့နော်အဲ့လိုပဲအမ တွေးပြီးတော့ဖြည့်သိမ့်ပြီးတော့အဲ့အကြောင်းရတယ်ဝန်ရမယ်ဟာဘူးအော်လာရအချစ်ကိုပဲလိုချင်လိုချင်တန်ရောစင်ပဲလိုချင်လိုချင်မြစ်တာပဲလိုချင်လိုချင်ကိုကအရင်စပေးရမှာပဲလေကိုလိုချင်တဲ့အရာကိုကိုကစပေးမှာတစ်ဖက်လူကပြန်ရမှာတစ်ဖက်လူပြန်ပေးတာကိုခံရမှာလေအဲ့တော့ဘဲသူ့ကိုမှမပေးချင်တော့ကိုယ်အိမ်မှာရှိတဲ့မောင်နှမတွေကိုပေးနေရတာတည်းချင်းကုန်းနေပြီ